တူရကီအစိုးရကသမ္မတအာဒိုဂန်ရဲ့အထူးကပြိုင်ပွဲဖြစ်တဲ့အစ္စတန်ဘူမြို့တော်ဝင်အိုင်မာမူဂလူကိုဖမ်းဆီးလိုက်တာကအာနာသိမ့်ကျင်းလို့အတိုက်ခံပါတီဘက်ကပြောကြားခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။အစ္စတန်ဘူမြို့တော်ဝင်အိုင်မာမူဂလူကိုတူရကီအစိုးရကအကျဉ်ပြတ်ခြားဆမှုနဲ့အကြမ်းဖက်အဖွဲ့ကိုကူညီပေးနေတယ်ဆိုတဲ့စွဲချက်တွေနဲ့ဖမ်းဆီးထိန်သိမ်းခဲ့ပါတယ်။တူရကီနိုင်ငံကအထူးကအတိုက်ခံပါတီကတော့အိုင်မာမူဂလူကိုဖမ်းဆီးထိန်သိမ်းတာကမိမိတို့ရဲ့သမ္မတလောင်းကိုအာနာသိမ့်တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အခုဖြစ်ရကြောင်းတူရကီအစိုးရဟာသူတို့ကိုဝေဖန်တဲ့အတိုက်ခံကောင်းဆောင်တွေကိုလာပေါင်းများစွာကြာဖိနှိပ်နေ တဲ့အခြေအနေကိုပေါ်လင်းစေခဲ့ပါတယ်။အစ္စတန်ဘူမြို့တော်ဝင်ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက်တူရကီရဲ့လီယာငွေကြီးဟာစနစ်ရာဂိုင်းလုံးအထိကျဆင်းသွားခဲ့ပြီးဒေါ်လာကို52လီယာအထိမြင့်တက်လာခဲ့ပါတယ်။အဲဒါကြောင့်အာဒူဂန်22နှစ်ကြာအုပ်ချုပ်လာခဲ့တဲ့နေတိုးဖွဲ့ဝင်ဖြစ်တဲ့တူရကီရဲ့ပေါ်ထွန်းစာစည်းကွက်မှာတရားဥပဒေစိုးမိုးမှုရောကြလာမဲ့အခြေအနေအပေါ်စိုးရိမ်မှုတွေမြင့်တက်လာစေခဲ့ပါတယ်။အသက်54နှစ်အရွယ်အိုင်မာမိုဂလူဟာသူရဲ့ Republican ပြည်သူ့ပါတီ CHP ရဲ့တရားဝင်သမ္မတရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းအဖြစ်ရပ်ပိုင်းအတွင်းခန့်အပ်ခံရပွဲရှိနေပါတယ်။ လက်ရှိမှာသူဟာရာဇဝတ်အဖွဲ့အစည်းကိုဦးဆောင်မှုလက်ပေးလက်ယူမှုတင်တာတွေကိုအကြံဖန်လုပ်မှုစွဲချက်တွေအပါအဝင်စွဲချက်အများပြားနဲ့စုံစမ်းစစ်ဆေးခံနေရပါတယ်။အာနာပိုင်တွေကအစ္စတန်ဘူမြို့မှာဆန္ဒပြမှုတွေကိုယာယီတားမြစ်ပိတ်ပင်ခဲ့ပြီးရဲတပ်ဖွဲ့ကလမ်းတွေကိုပိတ်ပင်ထားတဲ့အတိုင်းလူပေါင်း၁၀၀ခန့်ဟာအိမ်မမူကလူကိုခေါ်ဆောင်သွားတဲ့ရဲစခန်းရှိမှာစုယုံဆန္ဒပြခဲ့ကြပါတယ်။ တူရကီဟာနောက်တက်မဲ့တမရားကိုစန့်ကျင်တဲ့ဆန္ဒပြမှုကိုလှုပ်ဆောင်နေပါတယ်။ကျွန်တော်တို့ကအာနာသိမ့်မဲ့အထုတ်ကြိုးပမ်းမှုကိုရင်ဆိုင်တဲ့အနေနဲ့အခုလိုစူယုံရောက်ရှိလာခဲ့တာပါလို့ဆန္ဒပြသူတို့ကပြောကြားခဲ့ပါတယ်။